အဖွဲရမှာကြောက်လို့မင်္ဂလာပွဲ၅ပွဲလုံးမတက်တွဲမေနွေထွန်းဟာမကလာလားအဲ့ဒီဘယ်နဲ့ငါ့ဘက်ကငါ့ဘက်တော့ပွဲမှမလာဘူးနော်။ဒီမှာနေငါ့ကိုသိပြလားဆိုနေကြနေရငါ့ကိုမသိလို့ပဲ။စင်စင်ကအဲ့ဒါစလိုက်တာဆိုတော့အခုအဲ့မင်္ဂလာဆောင်ငါ့ဘက်မသွားဖြစ်တဲ့ဟာကိုပြောကြပါတော့။ကိုတားငယ်ရောစင်စင်ရောဆီကစေကြီးမှာတွေ့လို့တောင်းပန်ခဲ့ပြီးသားတခါလေးလည်းပြောခဲ့ပြီးသားဆွေဒီလိုမလာနိုင်ဘူးနော်။ပြီးတော့နောက်တစ်ခုကငယ်စင်တွေကစနေတာ။ အဲ့ဒီပဲနဲ့ငါ့ဘက်ကဒီငါ့ဘက်တခွေးမှမလာဘူးဟုတ်ကဲ့ဒီမှာနေငါ့ကိုမသိဘူးလားဆိုမေးကြနေတာငါ့ကိုမသိလို့မေးကြောပြမယ်ဆွေကစစ်စစ်မင်္ဂလာဆောင်စစ်စစ်အဲ့ဒါစလိုက်တာဆွေတို့ကဒီ vlog လေးရရင်းနဲ့နောက်နေကြတာဆွေကအတိတ်ကဘာလို့မသွားပြစ်လဲဆိုတော့အခုအဲ့မင်္ဂလာဆောင်ငါးပွဲမသွားပြစ်တဲ့ဟာကိုပြောကြတာပေါ့နော်အတိတ်ကပြောပြမယ်ဆွေဘလို့မှရက်ကို ်မန္တလေးမှာပွဲချက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့မှာဓာတ်ပုတ်ရိုက်တွေရောစီစဉ်ထားရတယ်ကြိုးပြီးတော့အဲ့ဒီအချိန်မှာရက်ဘလို့မှရွှေ့လို့မရတော့ဘူးသူတို့ချော်ညာပြီးသားတွေလည်းဖြစ်နေတယ်ဖိုတိုရိုက်တွေလည်းအားလုံးဒီဖိုတိုသမားတွေဘာတွေနဲ့အားလုံးချိန်ထားတာဖြစ်တဲ့အတွက်ဆွေသွားလို့မရပြီးတော့ကိုတားငယ်ရောစီစဉ်ရောဆီကစေရေကလေးမှတွေ့လို့တောင်းမှန်ခဲ့ပြီးသားတခါလေးလည်းပြောခဲ့ပြီးသားဆွေဒီလိုမလာနိုင်ဘူးเนาะပြီးတော့နောက်တစ်ခုကငယ်စဉ်တွေကစနေတာ ငါးဘွဲလုံးကိုသူတို့အားလုံးကငါးဘွဲလုံးတော့မဖိတ်ဘူးလေရွေးပဲဖိတ်တာဆွေကိုအဓိကသူတို့လာစေချင်တာဒင်နာနဲ့မနဲ့နဲ့ပွဲပေါ့နော်ဒါမှရမလို့ငါးဘွဲတော့မလောက်ပါဘူးဆိုတော့စစင်းကစလိုက်တာဒါပေမဲ့ဆွေကလည်းအမတ်တရသူ့ကိုဒါမင်္ဂလာဦးဆိုတော့သူ့ကိုစနေတာကွာအဲ့ဒါလေးကိုချစ်လို့တင်လိုက်တာဒါပေမဲ့အောက်ကကြတော့အဲ့အဲ့လိုထင်ကြပေါ့နော်ဟဲ့လူမူရေးမရှိဘူးအဲမသွားဘူးအဲ့အဲ့ဒါလေးတွေပေါ့နော်ဒါရှင်းပြတာပါကိုတော့မရှိရွှေ30လား အဲ့လိုအဲ့လိုပါဟိုဟာငယ်ဟိုကိုသားငယ်ရောစစ်စစ်ရောဟိုဆီယာကိုရိုက်ကိုကြရန်ကုန်မှာတောင်းပန်ပြီးတော့ပြောခဲ့ပြီးပြောခဲ့ပြီးသားအဲ့ဒီတော့အဲ့လိုထင်ကုန်တာပေါ့နော်ဟုတ်ဒါပေမဲ့အမှတ်တရဖြစ်သွားပါတယ်လေဟိုဟာကြီးချင်လို့လေအိုက်ကန်ရှင်လေလက်ဖွဲရမှာကြောက်လို့မင်္ဂလာပွဲငါးပွဲလုံးမတက်တွေ့မေနွယ်ထုံးလာအောင်ခုနေ့တွေ့ဆိုတော့ တားနေလားကြက်ခုတကက်လက်ဖွဲ့ဆောင်းလို့ဟုတ်ပါယူဟာဟာဟာဒီလိုအဓိကမဟုတ်သူစီရအဲ့တီတီရွှေစင်ပေါ်ရတောက်လျှောက်နေလေအဲ့ဖိုတိုရိုက်တည်ရောကျန်တဲ့ချစ်ချင်တော့အဲ့ကိုရနေကြတောက်လျှောက်ပွဲရရှိနေရွှေလို့ပွဲဖြစ်နေလို့ပါအဲတကယ်လို့အဲထားလိုက်ပါတော့ရိုက်ကူးရပါလေဆိုဆွေရွှေပြီးတော့ဟွာလုတ်လို့ရဟုတ်တွေးချိုဆိုတာကြတော့ကျမတွေးချိုတင်မို့ကျမအကုန်လုံးဘယ်သူ့ပေါ်မစိုးအဲ့လိုပဲပျော်ပျော်နေတတ်တယ်အားလုံးလည်းတည်ကြတယ် ရမလားဆင်းရဲချမ်းသာရုပ်လက်မရွေ့ဒါပေမဲ့ကျွန်မမှာတခုတော့ရှိတယ်ကျွန်မမကြိုက်ဘူးကာရိုက်တာမကြိုက်ဘူးဒါတွေပါတော့အဲ့ဒီလူတယောက်ရဲ့ attitude ကြိုက်ဆိုချမ်းသာဘလောက်ချမ်းသာချမ်းသာဘလောက်နာမည်ကြီးကြီးဂယုကိုမဆိုင်ဘူးလက်ကိုမကြည့်ရအလုံးဝအမနာကျွန်မမှာအဲ့ချင်းရှိတယ်ဒါပါပဲဟုတ်ကိုကတခါတလေအစ်စ်မန်ပေးတယ်ဒါပေမဲ့ပြန်ကြတဲ့စကားတွေမကောင်းတာမျိုးကိုကိုမနာလိုတာမျိုးကိုကိုရှေ့တမျိုးနောက်တမျိုးလောက်တာမျိုးတွေ ကြုံရတဲ့အခါမျိုးကြတယ်နော်အဲ့လိုမျိုးပေါ့သူ့လိုမျိုးပေါ့အဲ့လိုမျိုးကြရင်တော့ကျမလုံးဝအားမနာဘူးလုံးဝလည်းလှဲ့လည်းမကြည့်လူတယောက်နဲ့တယောက်နဲ့တွေ့ကြပြီးဆုံရပြီဆိုရင်ဘာဖြစ်အနည်းဆုံးကတော့ပြုံးပြရလေအဲ့လိုတစ်ခါလေးကြာရင်လည်းကိုကသူများအဆမပြုံးပြရင်တော့ကိုရီးယားကျတော့အရင်စပြီးတော့ပြုံးပြရတာပေါ့နော်အဲ့လိုမျိုးလေးရှိရတာကျတော့ ဘာပဲဖြစ်ဖြစ်ဒါကတော့ပြောမယ်ဆိုကောင်းပါတွေးကြိုဆိုတာကြတော့လေတချို့ကြလိုအပ်မှတချို့ကြတွေးမှကျမအဲ့လိုမဟုတ်ရှင်ကျမကတော့လိုအပ်တာမှန်တယ်မြတ်ဖုန်းနံပါတ်မေးတာအစဥပမာ ကျွန်တော်ခင်ကြရတယ်ဆိုတာကျွန်တော်ဒီအာအာမအာအာကျွန်တော်လူတိုင်းအပေါ်မှာ respect ထားတယ် celebrity မှမဟုတ်ဘူးတိလာဟိုအမျိုးမျိုးပဲလူတိုင်းကျွန်တော်မေးသမျှကိုကျွန်တော်အားရင်အားသလိုပြန်ဖြေပေးတယ် ကျွန်တော်ပြန်ပြီး reply လုပ်တယ်အဲ့အဲ့ဒီအရာတွေအကြောင်းကိုကျွန်တော်ခင်ရတယ်ဘာလို့အဲ့လိုပြောလဲဆိုတာကြတော့အပေါ်ရန်ကြည့်ပြီးပဲဆုံးဖြတ်ကြတယ်လို့လည်းထင်ပါတယ်အဲ့ဒါစိတ်ဆိုးလို့မှလည်းမရလीเนาะအဲလူတစ်ယောက်ရဲ့အကျင့်ဆိုတာလည်းအများကြီးရေနှစ်အကြိုက်ဖုံးကွယ်ထားလို့မရဘူးမဟုတ်ရင်စိတ်ကိုပြောကြမှာပေါ့သဘောတရားတစ်ခုကဆယ်လီချိုးတယ်ဥပမာ celebrity တွေပြောမှာပေါ့ဟဲ့သိရမလားငါတို့ဘယ်လိုလောက်တာဘယ်လိုကျမကိုဘက်ကပဲအများဆုံးကူညီတောင်းတယ်ဘာမဆိုလုတ်ပေးတာများတယ်အဲပြီးတော့နောက်တစ်ခုက အတိမိတ်ဆွေပေါများတာအဲမိတ်ဆွေပေါများတာနေစားဟုတ်ကဲ့ငါတခါတလေဆိုရင်လေပြောပြအောင်မယ်ငါလေးဟိုဟို food delivery တို့ဟိုဘယ်မှာ mandalay directory တို့ငါတော့စသည်တယ်ငါ့ကိုမြထင်နေကြလားမသိဘူးတခုခုလို့လို့ရှင်ငါ့ကိုပဲမေးတယ်ဆိုပြီးတော့မန္တလေးလမ်းညွန်မန္တလေးလမ်းညွန်လို့ပဲလို့တော့ဘာလို့လဲဆိုကွက်ဖြေပေးတာကိုကို့အစီမှာအကုန်လုံးတိတိမျှအကုန်ဖြေပေးတယ်လို့မြုံတို့လည်းမေးချင်ဟုတ်တယ်ဟုတ်တယ်ကိုကိုကို ်ကိုအတင်းဖြစ်သွားကိုဖြစ်ပါတယ်မရှိဘူးနော်ဒီတိုင်းပြောပြတာကိုဖြစ်ချင်တာပြောတာပါကိုဖြစ်ချင်တယ်အမေငယ်သေးတယ်မမေစုမကြောက်ပြမစုပါဘူးသူဟာသူမေပေပြဲစုရင်စုမှာလေကြောက်ဆရာလားသူကသူပေဆိုသူအိမ်မှာမျက်နှာလေးကိုငဲလို့အင်းငင်းမျိုးတော့မပြိုင်ရင်လေလိုက်ခဲ့ပါလားမစုသူပေရတားချစ်ဖို့ကောင်းတာတမီးလေးလာနော်သူမရှိလဲလာနော်အဲ့လိုပြောတာတကယ်သူကစုဖြစ်အောင်တဘောကောင်းတယ် သူလည်းအိမ်လာတယ်လေဟုတ်တာဒါပေမဲ့ဟိုကလေသူကမနေ့ကမှအပြေမှာပဲဆိုတော့ line ပေါ်တက်တက်ပြီးဆိုတာခုနအိတ်ကြီးဝယ်မပေးလို့ဆိုဘလို့တွေဘုလားဟုတ်လားမဟုတ်မယူပါဘူးမယူမဟုတ်လေယူရင်လည်းတပွားစားလေးမွေးပြီးသွားမယ်မဟုတ်ကျမပြောပြမယ်ကျမကဘာလဲဆိုတော့မိဘဆိုတဲ့သဘောတရားလည်းနားလဲသွားတယ်အဲ့ဒီနေရာနောက်တစ်ခုကလေအဲကျွန်တော်ဖြစ်ချင်တာကကျတော့ကိုကကိုတက်နိုင်တယ်လို့ကိုရှာတာလေးနဲ့သူတို့ ရတဲ့ဟာကိုဝယ်ပေးချင်တာအဲကျွန်တော်အရင်ငယ်ငယ်ကလေးကအဲအကျင့်လေးလုပ်ထားတယ်ကိုကိုတိုင်ကအဲ့စိတ်ရှိတာတခုခုဆိုရပေလို့ဆိုရဝယ်နိုင်တယ်သို့တော့ကျွန်တော်ပေးတဲ့ဟာကိုအမြတ်တနုအမြဲဝတ်ထားတယ်လက်စွပ်တော်လကအမေဆိုလဲငကတ်တော်လကအမြဲဝတ်ထားတာအဲ့ဒီပီတီကဘာနဲ့မှမလဲနိုင်ဘူးကျွန်တော်တို့လည်းအများကြီးတော့ကြီးကြီးမားမားမပေးနိုင်တာအဲမနေ့ကဆိုဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်တို့ဒီနေ့တတိယချက်ကြတော့တယ်အဲ့လို Versace ဖက်နက်လေးသူ ဆွေးညမလေးလေးဆရာဝန်ဘွဲယူတယ်အဲ့ဒီမှာသူစီးတယ်အဲ့အဲ့လိုလေးပေါ့သူအရန်သဘောကြတာပဲခြေတော့မနာဘူးအဲကျေးဇူးတင်နေအဲ့လိုမျိုးပြောဆိုပျော်တယ်ကိုကပဲပေးချင်တာဟုတ်ကိုကမယူချင်ဘူးနဲလို့ပေါ့နော်အမေကတော့အဲ့လိုမိဘဆိုအများကြီးထောက်ဖြစ်တယ်ပေါ့နော်အဲ့ဒါတော့ကတော့ ဲ့ဒီမေ့လုတ်ပါဦးမလိုနေလို့အကြောက်လိုက်ကြာဟုတ်ကြောကမလိုရဲရဲ့အမေလိုအပ်နေအဲအဲမေဟောပြန်ပြီးတော့ပေးကန်တော့လက်ပါပေးတော့လက်ပြေးလိုက်တာအေးကြီးတယ်ဟယ်လိုဟာနောက်တယ်ဖေးလည်းနောက်ဟုတ်တယ်ဟုတ်တယ် ပြည်လက်တနာပါတယ်တနာပါတယ်တော့သေုပ်တွေလည်းစာမတိုင်းတာဟုတ်တယ်ဟုတ်တယ်အတားချင်းမရှိလို့လောက်လိုက်တာရဲ့အစ်စ်ပြေးလိုက်တာမိဘမြစ်တာပေါ့ဟေးပေါ့အချစ်ဟာကောကျွန်တော်လုံးပြီးခါမှလဲဒါမင်းကလေးကြီးလေ အဲ့လိုကြိုတင်ပြောလို့ရှင်ကြာအဖေတို့ကကြာတော့ဒီတိုင်းပုံမှန်ပဲသူကအေးအေးစစ်စစ်တမားအဖေအရန်အေးအေးတော့ကြာတော့လေ strat တွေမပြီးကျင်ဘူးပြီးအဲ့လိုမျိုးပေါ့နော်လာပြီးတော့တချို့တခါတည်းကြာရင်ချို့ product လေးဗာလီကန်းလန်းနေဆိုတော့မလုတ်ပေးပြဖို့ပေါ့နော်အဲ့လိုမျိုးဒီကတခါတလေမှသာအဲ့လိုမျိုးအဖေကိုလေဟိုအဖေရဲ့တော်တဲ့အပိုင်းလေးရှိရပေါ့နော်အဖေဥမာမက်ဒလင်ဒီယာအဖေကတကယ်တော်တယ်အဲ့လိုမျိုးဆိုတော့ခါကြာရင်အကိုကအာအာအဖေဒီယာလေးနဲ့ဆိုရင်တော့အဖေလည်းပေါ့နော်ဟိုအစစ်ပြေလေးဆိုအဲ့လိုမျိုးလေးတွေချောက်ခိုင်းတာပေါ့ပြီးတော့သူပတ်စံယူတာပေါ့ စားတော့ပြတယ်။ဘယ်လိုလဲတက်လာလို့ရှိရင်အဲ့ဒီပြန်ပြောင်းနေတာအဖေကဘာပြောလဲ။ဖေကတော့အဲ့လိုပဲပြုံးပြုံးပြီးအဖေကအေးတယ်အေးပါအေးတော့ရှက်တော့မကြည့်တော့ဘူးအေးပါကြည့်တော့မကြည့်ရဘူး ရှင်လူပညာရှင်လားအဲ့အဲ့လိုမျိုးတော့မရှိဘူးဒါပေမဲ့တခုတော့ရှိရပါဘောနော်ကိုကတော့အဖေကိုအဲ့လိုကရော့ပစ်တယ်ပေါ့နော်အဲ့လိုကရော့ရင်အဖေကအဲ့ဒါဆိုရင် तू ကအဲ့လိုလူတယ်မင်းတို့နေ့စဉ်နဲ့အမျှဒီဒီတန်းစွန်လေးတွေလောင်းနေအဲ့ဒီခါကျလို့ရှိရင်အဲ့လိုဟိုပါပေါ့နော်လူဖြစ်တယ်အဲ့လိုဟုတ်ဆွေအဖေကကြဆူရဆဲတာငေါ့တာငန်းလာတော်လေရှင်မပြောပြန်မီအရန်ချိန်မောင်းပါမျိုးဝိုင်းမျိုးဝိုင်းမပါဘူး တကယ်လေးမျက်နှာကဆဲနော်မကောင်းပြောတာသူဟုတ်တယ်။ဒီကတော့ဒါ treasure ကသူကအမြဲဟိုဟာစိုင်ခွေးရတယ်၃ဆိုင်ရှိပြီပေါ့နော်။2013နဲ့ကနေပြီးတော့အခု2025အထိဆို၃ဆိုင်ရှိပြီဆိုတဲ့ခါကျတော့ဒီရဲ့အရသာကိုလည်းလာပြီးတော့မြည်းစမ်းချင်တာရယ်။နောက်တစ်ခုကသူ့ရဲ့ decoration ပေါ့နော်။ဒါမင်းတို့ဒါဆိုင်ရဲ့ချစ်စရာဖြစ် ဟိုဟာပေါ့ဆိုင်ရတာဆရာလင်းအောင်ထင်ရဲ့လုံးဝ degradation နေဆိုတော့ကကျွန်တော်ကစိတ်လှုပ်ရှားရဲ့ပေါ့အဲ့မှာဘာဖြစ်လို့ဆိုတော့ဓပုံရိုက်ကိုပဲဖြစ်ဖြစ်အဲ့လိုကြိလိုက်ရတယ် ਨੇ ဒီဇိုင်းပါညာကိုကြိုက်တယ်ဟာဆိုတော့အဲ့ဒီဒီဇိုင်းလေးကိုလာလောက်တက်ဖြစ်တာပါဟုတ်ကဲ့ပါအဲဒီ treasure coffee shop ကပေါ့နော်ဒီထက်မကအောင်မြင်မယ်လို့လည်းယုံကြည်တယ်အခုစားတော့ကတော့ခဏနေ test လုပ်မယ်ပြန်ပြောပြမယ်နော်ကျေးဇူးတင်ပါတယ်